ကြက်ပြတ်မကြစီကားတဲ့တောင်ကြီးတစ်ဆောင်တိုင်းမှာအချင်းရည်နဲ့တတ်မှုဖြစ်ပေါ်မင်္ဂလာပါအော်ဒီယိုပိုင်းစောင်းနိုင်ကနေကြိုဆိုပါရစေဒီတစ်ခါမှာတော့ကြက်ပြတ်မကြစီကားတဲ့တောင်ကြီးတစ်ဆောင်တိုင်းမှာအချင်းရည်နဲ့တတ်မှုဖြစ်ပါဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေချမ်းသာယာလှတဲ့တောင်ကြီးမြို့မှာတစ်ဆောင်တိုင်းမြို့ပြန်ပွဲဟာအလွန်တရာမှစီကားလွန်လာပါတယ်မြို့ပြန်ပွဲကိုမြန်မာနိုင်ငံတဝမ်းလုံးမှာ ယဟန်ဖြစ်သူလူများတွားရောက်ခဲ့ကြတာကြောင့်ကြက်ပြက်မကျစေကားခဲ့ပါလေကိုယ်တိုင်မရောက်ပေမဲ့ရိုင်းမွန်တက်လာတဲ့ဗီဒီယိုဖိုင်များကိုကြည့်ပြီးအမတန်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ဒလောက်လူတွေများတဲ့ပွဲမှာကာခ9000လောက်ပေးရတာပါဝင်အမဲဆက်အနှဲငယ်ရတော့ဖြစ်ပေါ်စမြဲဖြစ်ပါတယ်ဒီတရက်မှာလူတွေတိုးလုံးပိတ်လုံးလို့အကင်ဆိုင်ကအချီရင်နဲ့ပတ်မှုတစ်ခုလည်းဖြစ်ပွားခဲ့ပါသေးတယ် ျွန်တော်နဲ့တူတူကြည်ကြည်ရအောင်ပါကြည်ပါဦးညာလူတွေကလည်းအရန်တန်းကြံတာအဲ့ဒါကိုဒီမျိုးသမီးကအတင်းတွန်းနေရပေါ့နော်အတင်းတွန်းဖြစ်နေတယ်သူလည်းစိတ်တွေမှုန်ကြနေရထင်ပါတယ်လူတွေကလည်းအရန်ရန်ကိုပြုတ်သိက်ခတ်နေပါတယ်သူကတော့ဒါအကင်ဆိုင်ဘေးမှာပေါ့နော်။ကင်ဆိုင်ဘေးမှာဖြစ်နေတာပါ။ လူတွေကအရန်ကိုရှေ့သွားမရနောက်ဆုံးမရနဲ့အဲအမှပတ်ပါပြီအဲပတ်ပါပြီအမှအချင်းကြီးနဲ့ပတ်တယ်လို့သိရပါတယ်အကင်ဆိုင်ကအချင်းကြီးတွေနဲ့ယူပတ်ချင်းဖြစ်ပါတယ်သိရတဲ့လောက်တော့ဒီအကင်ဆိုင်ကဒီမျိုးသမီးရဲ့ဆိုင်မဟုတ်ဘူးလို့လည်းသိရပါတယ်သူများဆိုင်ကနေယူပြီးတော့အချင်းကြီးပတ်ချင်းဖြစ်ပါတယ် ဒီလောက်လူများရဲ့ပွဲမှာဒီလိုမျိုးကတော့ဒါဖြစ်စမြဲပဲပေါ့အမျိုးသမီးနေနဲ့လည်းဒီလိုမျိုးဒါမလုပ်သင့်ပါဘူးသူကံကောင်းတာကတော့ဒါဘသူကမှသူ့ကိုရံပြုတ်မသွားတာကံကောင်းပါလေတကယ်လို့များသူအချင်းနဲ့ပတ်တဲ့လူတွေကစိတ်တူစိတ်ဆက်တဲ့သူတယောက်ယောက်ပါခဲ့ရင်တော့ဒါအဲ့နားမှာသူ့ကိုလှုပ်သွားခဲ့ရင်လည်းလက်တဲ့တောင်ပေါ်မယ်မဖြစ်ပါဘူးလိုဝဲဆိုဆို အစိုးရအကောင့်တစ်ခုကတော့ဒလောင်လေးနဲ့ပြီးသွားတာတော်သေးပါတယ်အဲ့တော့လူအများရှိတဲ့နေရာတွေကိုတွားကြမယ်ဆိုရင်တော့တူတူကိုကိုကိုစိတ်ကိုအများကြီးလျှော့ပြီးတော့ဒေါသမထွက်ဖို့အားလုံးစင်ပြေဖို့ကြိုးစားပြီးတော့တွားတင်ပါတယ်ဖြစ်နိုင်ရင်တော့စိတ်တူလက်တဲ့လူတွေကဒီလိုမျိုးလူများ ရှိတဲ့နေရာမတွားတာကောင်းပါတယ်မဟုတ်ရင်ဘလို့လာအပ်တဲ့ပြဿနာတွေဖြစ်ပေါ်ရပါတယ်